ျမဒီနေ့အဲစီစဉ်ဖို့ရန်အတွက်ကအာစာမျက်နှာ103ကနေ106အားလုံးပဲသိရှိပြီးပြီဖြစ်တယ်ပေါ့နော်စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်ခြင်းခေါင်းစဉ်ကတော့ပေါ့နော်အဲ့ဒီရဲ့အရာဖြစ်တယ်ပေါ့ဖះကိုကျေးဇူးရန်တင်တယ်ဒီနေ့ဖះသခင်ကြွမွေးတဲ့အရာတွေအရာစီတိုင်းကနေလဲကျမတို့စာသုံးရမှာဖြစ်တယ်ပေါ့နော်သူကကျမတို့ရဲ့စိတ်နှလုံးက ဖရာသခင်နဲ့မန်ကန်စွာဆက်နွယ်ခြင်းရှိဖို့ရန်အတွက်ပေါ့နော်ကျမတို့ဒီနေ့သင်ခန်းစာလေးကကျမတို့ကိုပေါ့နော်အာကျွန်ုပ်တို့ရဲ့စိတ်နှလုံးဆိုတာကျွန်ုပ်တို့ရဲ့ဖြစ်ခြင်းဖြစ်တယ်ကျမတို့ရဲ့ဖြစ်ခြင်း တခုလုံးကိုပေါ့နော်ဘုရားသခင်ပိုင်ဆိုင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကိုအခွင့်ပေးတဲ့အခါမှာအမမှန်ကန်ကန်နဲ့ပေးတတ်ဖို့ရန်အတွက်ပေါ့နော်စိတ်နှလုံးထဲမှာဘုရားသခင်နဲ့ဘယ်လိုဆက်ဆံရမလဲဆိုတဲ့အရာကိုကျမတို့ရိုးရိုးလေးနဲ့ရှင်းပြသွားပေးမယ့်အရာဖြစ်တယ်ပေါ့နော်ဒီဒီနေ့ဖတ်ကြည့်တဲ့အခါမှာလည်းအားလုံးကလည်းရှင်းရှင်းလင်းလင်းပဲရေးထားတာဖြစ်တယ်ဘုရားကိုကျေးဇူးတင်တယ်ပေါ့နော်အရင်ရှိတဲ့တုန်းကလည်းကျမတို့ ကောင်းကောင်းမွန်မွန်ကျမတို့အာလိတ်လာခွင့်ရရှိခဲ့ပြီဖြစ်တယ်လေနော်ကျမတို့ရဲ့စိတ်နှလုံးအာစိတ်နှလုံးကကျမတို့ရဲ့ဖြစ်ခြင်းဖြစ်တယ်ပေါ့နော်စိတ်နှလုံးကလည်းကျမတို့အာထိမ့်ချုပ်နိုင်တဲ့တကူလည်းရှိတယ်အာအင်္ဂါတစ်ခုလည်းဖြစ်တယ်လို့လည်းကျမတို့တင်ယူရရှိတယ်လေနော် အဲရှေ့မှာလည်းပြောပြပြီလေဒီအိမ်တအိမ်ကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်ဖို့ဆိုတာတကားတော့ရှိပြီးတကားအပိတ်အဖွင့်ကိုကောင်းကောင်းမွန်မွန်နားလည်ပြီးဖွင့်တတ်ပိတ်တတ်တယ်ဆိုမှအိမ်တအိမ်ကိုကောင်းကောင်းမွန်ထိန်းသိမ်းနိုင်တယ်ပေါ့နော်အဲ့လိုပဲကျမတို့ရဲ့စိတ်ကိုလည်းကောင်းကောင်းမွန်မွန်ကျမတို့ဖြည့်ရှင်းမယ်စိတ်ကျမတို့ရဲ့စိတ်နှလုံးကိုအဲဆက်ဆံဖြည့်ရှင်းခြင်းကကျမတို့ရဲ့အာအာချစ်ချင်းတစ်ခုလုံးကိုပေါ့နော်ကျမတို့အာဒီ အအဖွင့်အပိတ်တွေကိုလည်းဘယ်ရဲ့အရာကဖွင့်ဖို့လိုတယ်ဘယ်ရဲ့အရာပိတ်ဖို့လိုတယ်ဆိုတဲ့အရာကလည်းအဲ့ဒီရဲ့တကူအစွမ်းတက်သည့်လည်းရှိတယ်ပေါ့နော်ဒီနေ့ဒီရကိုသွားမယ်ဆိုရင်ကျန်းစာရဲ့ပထမမှာပေါ့နော်မတဲငါရှစ်မှာပြောထားတဲ့အရာကဘာကိုပြောလဲဆိုကျွန်တော်တို့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းတဲ့နေရာမှာပေါ့နော်စိတ်နှလုံးဖြူစင်တဲ့သူကတဲ့မင်္ဂလာရှိတယ်တဲ့နော်အเจ้าမူကားတဲ့ထိုသူတို့ကဖျားသခင်ကိုမြင်ရမယ်လို့ပြောတယ်လေနော် စိတ်နှလုံးဖြူစင်တယ်ဆိုတခါတခါကြာရင် ကျမတို့ကထင်ထားတဲ့အရာပါလဲဆိုအိုးအပြစ်တွေမလုပ်တော့အရာရာမှာဖြူဖြူစင်စင်ကြီးကြီးလင်းလင်းအိုးနော်အဲ့လိုပဲနေမယ်အဲ့လိုနေတဲ့လူတွေကိုဖြူစင်တယ်လို့ပြောတာမဟုတ်ဘူးမနေတော့လည်းကျမတို့စာသုံးပြီးပြီလေနော်ဆရာပြောတဲ့ထင်ပါလဲပေါ့နော်ကျမတို့အရှိကိုအရှိတိုင်းဘုရားသခင်ကိုပြောခြင်းအာမိုင်းလဲမားတဲ့အတိုင်းဘုရားသခင်နားမှာသွားခြင်းတွေကဖြူစင်တဲ့နှလုံးသားဖြစ်တယ်တချို့ဆိုအရန်ဖြူစင်တယ်လေနော် ဘယ်လောက်ထိတောင်းဖြူစင်လဲဆိုလို့ရှိရင်အိုးသူရဲ့အဖြစ်တိုင်းကိုပြောတာလေဟဲငါ့ကိုဆူတောင်းပေးအောင်နဲ့ဘာဘာဖြစ်လို့လဲဆိုနတ်ဆိုနတ်ဆိုတောင်းချမ်းနေလို့ပေါ့နော်သူကဖြူဖြူစင်စင်နဲ့သူပြောတာလေတချို့ကြောင့်မဟုတ်ဘူးဘာပြောလဲဆိုတော့တချို့တွေကကြောလေအိုးနေလောက်တာဆူတောင်းဖို့လိုတဲ့ပါညာပြောတာအဲ့ဒါကိုခံစားနေတာလေနော်ခံစားပြီးတော့မှဝန်းနေတာပေါ့မဟုတ်ဘူးကျမတို့ရဲ့ဖြစ်တီချက်ကိုကျမတို့ပွပွင့်လင်းလင်းနဲ့ဘုရားခင်မှာတွားခြင်းကလည်းဖြူစင်ခြင်းဖြစ်တယ်ပေါ့နော်ပြီးတော့ ဘာဖြစ်လို့ကျမတို့စိတ်သက်ကိုကျမတို့စိတ်နှလုံးကိုဆက်ဆံပြေရှင်းခိုင်းလဲဆိုရင်စာလံ83ငယ်တက်မှာဗာပြောလဲဆိုရင်အကယ်စင်စဲဘုရားသခင်ဒီနှလုံးတန့်ရှင်တော်သူတည်ဟုတော်ဣတိလအမျိုးလိုက်ယေရှုကြည့်တော်မူပြီတဲ့နှလုံးတန့်ရှင်တာစိတ်နှလုံးတန့်ရှင်ဖြူစင်တဲ့အရာပဲလေနော်အဲ့ဒီသူတွေအပေါ်မှာဘုရားသခင်ကယေရှုကြည့်လို့ဖြစ်တယ်ပေါ့နော်ဒီစိတ်နှလုံးဖြူစင်ခြင်းကလည်းဘုရားကိုမြင်ရမှာဖြစ်တယ်မဖြူစင်တဲ့လူကအရန်တေချာတယ်မမြင်ရဘူးပေါ့နော် ပြီးတော့နှစ်တိနှစ်20နှစ်မှာလဲပေါ့နော်ဘာဟုတ်ပြန်ပြောထားလဲဆိုလို့ရှင် လူပြိုတို့ဤတတ်မှတ်ခြင်းကိလေသာစိတ်ကိုကျင်ရှောင်တော့ဖြောင့်မတ်ခြင်းတစ္ဆာရှိခြင်းချစ်ခြင်းစင်ကြယ်တော့စိတ်ရှိ၏တဲ့ကျမတို့စင်ကြယ်တော့စိတ်ပေါ်အဲ့ညာမှာလဲစိတ်နှလုံးစင်ကြယ်ခြင်းစိတ်နှလုံးပြုစင်ခြင်းကိုပြောတယ်လीနော်ဖရာသခင်ကိုပတ္ထနာပြုတော့သူတို့နဲ့လဲကျမတို့အတင်းတင်းနေဖို့ရန်အတွက်မိအောင်လဲလိုက်ခိုင်းတာပေါ့နော်ဒါ အကျမတို့ကိုစိတ်နှလုံးရဲ့အဆက်ဆံပြည့်ရှင်းတဲ့နေရာမှာပြောပြခြင်းလည်းဖြစ်တယ်ပေါ့နော်ဒါဆိုကျမတို့ဒီဒီနေ့အရာကိုဖတ်ရှုခြင်းအားဖြင့်ကျမတို့သွားမယ်ဆိုပေါ့နော်အချူစင်တော်ဟူဒီစိတ်နှလုံးဒီစင်ကြယ်တော်ဟူပြောင်းလဲ၍တုံ့နှုံကြတယ်တဲ့စိတ်နှလုံး၌စင်ကြယ်တော်ဟူဒီအသိပဲဖြစ်သည် အသိပဲဖြစ်သည်တို့တော်လဲစင်ကြဲသောဟူသည့်စကလုံးမှာမန်ကန်မှုတိတ်မရှိဘူးတဲ့စိတ်နှလုံးဤစင်ကြဲရမိတာမဟုတ်ပဲဖြူစင်ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်ုပ်တို့ဒီစင်ကြဲကောင်းစင်ကြဲလိမ့်မယ်တဲ့တို့တော်လဲရောနောပေါင်းဆက်ရရှိနေတော့ကြောင့်ဖြူစင်မှု ရှိမီမဟုတ်ပေရောနောပေါင်းဆက်ခြင်းမှာညစ်ပေခြင်းကိုဆိုလိုတယ်တို့တော့ရည်ရွယ်ချက်ပန်းတိုင်းတစ်ခုထက်ပိုများနေခြင်းဖြစ်တယ်ကျမတို့ရဲ့ရည်ရွယ်ချက်ကျမတို့ရဲ့ပန်းတိုင်းကတစ်ခုထက်များနေခြင်းကမဖြူစင်ခြင်းကိုဖော်ပြနေတာဖြစ်တယ်ပေါ့နော်ပြီးတော့အောက်မှာလည်းပြောလဲဆိုဣဒီမာများဆိုတော့ညီအကိုများညီအမများ၌ရှိသောပြဿနာဖြစ်သည်တဲ့သူတို့ကသူတို့ရဲ့စိတ်နှလုံးဒီဘာမှမဖြစ်ပါ အဘယ်ကြောင့်ဆိုတော့သူတို့ဒီစီရင်ခြင်းမရှိပဲစင်ကြယ်လက်ရှိတည်ဟုထင်မှတ်ကြတယ်တဲ့ဟုတ်တယ်ကျမတို့လည်းအရင်တော့ငါပေါ့နော်ကျမတို့မတိတော့ကဆိုကိုကိုကိုဖြူစင်တယ်ကိုကိုကိုဖျားသားသမီးတွေအိုးအယံမှန်ကန်တယ်လို့ထင်တာဘာဖြစ်လို့စီရင်ချင်းမရှိဘူးစီရင်တယ်ဆိုတော့ဘလို့စီရင်တာလဲတချို့ကျော်လဲစီရင်ပလိုက်ကိုကိုကိုဘလို့အိုးကိုတော်လဲကိုတက်တယ်ကိုပြောတာမှမှန်တယ်အဲ့ဒါစီရင်လိုက်တာအဲ့ဒါအမှန်မဟုတ်ဘူးလေနော်စီရင်တယ်ဆိုတာဖျားသခင်ကနှစ်ဖက်ကိုမြင်တယ် မြင်ပြီးသိပြီးတော့မှမံကန်တဲ့အရာတမတရားကိုမြင်ပြီးတော့မှစီရင်တာပေါ့နော်အဲ့လိုပဲကျမတို့စီရင်တယ်ဆိုတာစစ်ဆေးတယ်အအကောင်းဆုံးပေါ့နော်ကျမတို့ရဲ့အတ္တတာထဲမှာအဒီအနှုတ်ကပတ်တော်နားလည်မှအဖျားသခင်နဲ့ဒီဆက်ဆံဖြည့်ရှင်တဲ့သူကမှကျမတို့ရဲ့အတ္တထဲမှာ အမှန်အမှားကိုတေချာသိမှာပေါ့နော်အဲတို့တော်လေတဲ့အောက်မှာဆက်ဖတ်မှာဆိုသူတို့မှဖြူစင်မှုမရှိဘူးတဲ့ ကို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 ပဲကြည့်တဲ့အရာတွေနည်းနည်းများတယ်လေနော်အဲ့ဒီရဲ့အရာကျမတို့အရင်တုန်းကမသိတဲ့အချိန်မှာဆိုလို့ရှိရင်နော်အဲအဘယ်ကြောင့်ဆိုတော့သူတို့နိုင်ပန်းနိုင်တခုတည်းပို၍ရှိနေသည်တခုတီတော့ရီမှန်းချက်မှာပို၍များတော့ကြောင်းဖြစ်တယ်တဲ့သူတို့ဒီဖျားခင်နိုင်ရီမှန်းချက်ထားရှိကြသည်မှာမှန်ပါတယ်တဲ့တို့တော့တစ်ချိန်တည်းမှာပဲအချို့တော့အရာများစွာအပေါ်တွင်ရီမှန်းချက်ထားတယ် ရီမန်းချက်ကရှိတယ်ဒါပေမဲ့အများကြီးပေါ့နော်ဒီနေရာမှာကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့နည်းနည်းရှုပ်တလို့လို့တော့ရှိသွားမှာပေါ့နော်အာဒီအရာနှစ်ခုရီမန်းချက်နှစ်ခုထားရှိခြင်းကရောနောပေါင်းဆက်ခြင်းလည်းဖြစ်တယ်ပေါ့နော်ပြီးတော့အာကျွန်ုပ်တို့ရဲ့ကျမတို့ရဲ့မျက်စိဆိုလို့ရှိရင်လည်းတေတေချာတနေရာမှာတေချာကြည့်တယ်ဆိုရင်တေချာမြင်ရတယ်လေနော်ဟောနှုတ်ကပတ်တော်ဟိုတနေ့တော့လည်းစာတုံးခြင်းထဲမှာပြောတယ်လေကျမတို့က ဟိုဆရာကြီးပြောတဲ့အထက်မှာပါတယ်လေကိုကဖတ်လိုက်တော့ဖတ်လိုက်တာပဲနောက်ဆုံးတော့သူများကို share ဖို့လုပ်တဲ့အချိန်ကိုကိုကိုစဉ်းစားလိုက်တဲ့အခါကျတော့ကိုဘာမှမနားမလဲလိုက်မဝင်သွားတာကိုပြောတာလေးနော်တတမတ်တဲ့အဲ့လိုမျိုးတနေရာထဲမှာမရှိတဲ့ခါမှာကျမတို့ကမရရှိနိုင်ဘူးကြီးတော့ကြီးနေတယ်လို့ပဲဖတ်တော့ဖတ်လိုက်တာပဲလေဘာမှဘာမှမဝင်သွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းဖြစ်တတ်တာပေါ့နော်တနေရာထဲမှာပဲတစ်ချိန်ထဲမှာပဲကျမတို့ focus လုပ်ဖို့ကိုပြောထားတာပေါ့နော် ပြီးတော့နောက်ထပ်ဆံမျက်နှာတရားလေးကိုသွားမယ်ဆိုတော့အချို့တော့သူများကြီးဖျားခင်အလင်အလူတော်ကို ရှင်းရှင်းလင်းလင်းမသိရတော့ကြောင်းအဘယ်ကြောင့်ဆိုတော့အော်ဆိုကြပါသနည်းတဲ့သူတို့ကပန်းတိုင်နှစ်ခုရီမန်းတစ်ချက်နှစ်ခုထားတော့ကြောင်းဖြစ်တယ်ပေါ့နော်အာ ဒါတွေကလည်းဟိုအရှိမနည်းနည်းအရှိပိုင်းမှာပြောထားလို့လို့ပဲလေနော်တကယ်တကယ်တမ်းတော့တဲ့နော်ကျမတို့ရီမန်းချက်တွေအများရှိကြတယ်ရီမန်းချက်ပန်းတိုင်တွေကတကယ်တကယ်တမ်းတစ်ခုပဲဖြစ်ရမယ်ပေါ့နော်အဲ့ဒီတစ်ခုတီးတော့အရာကဖျားသခင်ဖျားဒီတစ်ခုတီးတော့ပန်းတိုင် ဖြစ်ရမည်တဲ့ထို့ကြောင့်ကျွန်ုပ်တို့ဒီအချားတော့အကျံစီများစွာရှိနေသည့်စိတ်နှလုံးမှတန့်ရှင်းစင်ကြယ် ချင်းခံရတော့စိတ်နှလုံးကိုရှိလာမယ်။ဥပမာဖြင့်ကျမတို့ဒီနေ့နှုတ်ကပတ်တော်နားထောင်မယ်ဆိုလို့ရှိရင်တော့မလေး။အိုးဒီနေ့အမြဲတမ်းပြောနေကြပါလေ။ကိုတော့ကျမကိုဘာများပြောမလဲဆိုတဲ့အရာဖះပြောမဲ့စကားကိုပဲကျမတို့ focus လုပ်တာ။အဲအဲ့လိုဆိုလို့ရှိရင်ဒီရဲ့အရာကတခြားအရာတွေ တေချာတေချာစွာနားထောင်မှုရယူဖို့เนาะတချို့ကျတော့လေတဲ့ပန်းတိုင်တစ်ခုကရှိတယ်ပေါ့เนาะညီကိုတယောက်ကသူ့ရဲ့ပန်းတိုင်ကတော့တစ်ခုပဲရှိတယ်ဒါပေမဲ့သူကပါလေဂိုင်းကနအကြီးမားဆုံးမှာအင်္ဂလိပ်တရားဟောတဲ့လူဖြစ်ချင်တယ်ပေါ့เนาะသူတက်တေခန်တက်တေခန်တယ်ပေါ့เนาะသူ့ကိုသူတော့သူ့ရဲ့စိတ်နှလုံးကစင်ကြယ်တာမှန်တယ်ပေါ့เนาะဒါပေမဲ့မဖြူစင်ဘူးတဲ့ညာတော့အဖြစ်ကျမတို့ရဲ့တက်တာထဲမှာလေအဖျားကိုအဖျားသခင်ကိုခရစ်တော်ကိုပဲကျမတို့ပန်းတိုင်ထားရမယ်ဆိုတာ ျမတို့လိတ်လာလေးပို့ပြီးတေချာလေးလေးနော်ဘာဖြစ်ဆိုကျမတို့အများကြီးလှုပ်ဆောင်ဖို့တန်းစီပြီးရှိနေတယ်တင်ယူဖို့လိတ်လာဖို့တန်းစီပြီးရှိနေတယ်ဒီရဲ့အရာကိုရဖို့ရဖို့မဟုတ်ပဲနဲ့ ကျမတို့ရဲ့အတ္တတရဲ့အဓိက focus ကဖရာသခင်ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့တင်ယူနေတဲ့အရာတွေကလည်းခတ်သိမ်းတော့ຢာတို့ကဖရာသခင်ကနေလာတယ်ဖရာအဖို့ဖြစ်တယ်လို့ဖရာရဲ့ဘုန်းတော်အဖို့ဖြစ်တယ်ဖရာကိုပဲကျမတို့အာ focus မြင်ချင်းအပြင်လှုပ်ဆောင်နေခြင်းပေါ့နော်ကျမတို့ရဲ့အခုနရှေ့မှာလည်းပြောထားပြီးပြီလေနော်ကျမတို့ကြိုးစားလှုပ်ဆောင်ခြင်းကဖရာပဲပန်းတိုင်တစ်ခုဖြစ်ရတာပေါ့အများတော့အဖြစ်ကျမတို့ကဟိုကောင်းသောအရာတွေ အောင်မြင်ချင်းကြော်ကြားချင်းအေးအဲ့လိုမျိုးပေါ့ဥမာအဲကိုရဲ့ပန်းတိုင်ပေါ့ကိုဖြစ်ချင်တာပေါ့တော်တော်များများတော့ပေါ့နော်ဖြစ်ချင်တဲ့စိတ်တွေကပါလေဥမာဆရာတွေဖြစ်အဲဒီဒီအကူကဟောလိုက်တဲ့ခါမှာအကုန်လုံးကပြောင်းလဲတာတွေအကုန်လုံးဥမာဆူတောင်းလိုက်တဲ့ခါမှာကျမ်းမာသွားတာတွေဒါတွေကလူတိုင်းကဖြစ်ချင်တယ်လေနော်ပညာရေးမှာဆိုလို့ရှိရင်အတော်ဆုံးအထူးချွန်ဆုံးဒါပေမဲ့ ကျမတို့ရဲ့ focus ကဖျားသခင်ဖြစ်နေမယ်ဆိုလို့ရှိရင်ကျမတို့စံစာထဲမှာလည်းဥပမာတွေအများကြီးရှိတယ်လေနော်ကျမတို့ကအောင်မြင်မှဘာမှမဟုတ်ကျမတို့ရဲ့ဖြစ်တည်နေခြင်းအရာတွေထဲကနေဖျားသခင်ကလှုပ်ဆောင်ဖို့ရန်အတွက် तू ကကျမတို့လမ်းကြောင်းဒီလိုပြတဲ့အခါမှာကျမတို့လှုပ်ဆောင်လှုပ်ဆောင်ခြင်းဖြစ်တဲ့အတ္တိကရဲ့ပန်းတိုင်ကဖျားပေါ့နော်ဟိုအဥမာယေရမိကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်နော်သူ့ တခြား prophet တွေဆိုသူတို့ဟောလိုက်တဲ့ဘယင်တွေကချီးမြှောက်ခြင်းတွေအများခံရသူကြောင့်မဟုတ်ယေရမိမိသန်းနဲ့တော့မိသန်းတော်တတ်တတ်ရှိတယ်လေငိုကြွေးရတဲ့မိသန်းနေရတဲ့ပီတူပီသားတွေတောင်မဖြစ်သေးသူကကြိုတင်မြင်ပြီးကြိုတင်မြင်ခံစားနေရတာလေနော်ဒါပေမဲ့ဟောရှိဟောရှိဆိုလို့ရှိရင်လည်းကြည့်ကြည့် तू က prophet ဖြစ်တယ်ဆရာလို့အခုလို့ဒီလိုပဲလေနော်တန့်ရှင်းတော့ तू ဖြစ်တယ်ဆိုမဲ့ပြစ်တစားကိုယူခိုင်းတာလေနော် ပြစ်တစားကိုယူတယ်ယူရတဲ့အပြင် ဖောက်ပြန်တဲ့ဒီမိမက နေပြီးတော့မှအကျွေးတင်တဲ့ဟာကိုပါရှင်းရတာဘလောက်ထိအရှက်ရစရာကောင်းတယ်လဲတော့သူကြော်ဖြတ်နေတဲ့အရာကိုပြောတာလေဒါပေမဲ့သူတို့ကဖျားခိုင်းတဲ့အတွက်ဖျားကိုပဲသူတို့မြင်တာလေနော်။အော်ကျမတို့ကတော့တကယ်တကယ်တမ်းဆိုစံစာထဲမှာဆိုအကုန်လုံးရေးထားတဲ့နာမည်တွေထဲအကုန်လုံးပါလဲပေါ့နော်။သူတို့ရဲ့ကြော်ဖြတ်ခြင်းကအမ်မနေမနောပဲလေနော်။ဒီရဲ့အရာတွေကိုပေါ့ ဒီယောဘဆိုလို့ရှိရင်လေဖျားသခင်ရဲ့ကောင်းကြီးရတဲ့အဆင့်ဆိုတာရောက်လာဖို့ရန်အတွက်ဆိုတာပြည့်စုံဥစ္စာအားလုံးဆုံးရှုံးခံရတယ်ပြီးပြီဆိုရင်သူ့ရဲ့သားသမီးပါအကုန်တည်သွားရတဲ့အဆင့်ထိသူကြော်ဖြတ်ခဲ့ရတယ်လေနော်ဒါပေမဲ့ကျမတို့ရဲ့ focus ကလည်းအောင်မြင်ခြင်းကြားဆုံးခြင်းထိုရဲ့အရာတဲ့ focus ကဖရာသခင်ဖြစ်ဖို့ပေါ့နော်ကျမတို့အတိတ်ကဖရာသခင်လှုပ်စီခြင်းတဲ့အရာဆိုရင်အိုးအနှိမ့်ဆုံးပဲဖြစ်ဖြစ်အမြင့်ဆုံးတွေးတဲ့နေရာ ဒီလိုဆိုရင်ကျွန်ုပ်လုံမယ်ပေါ့တမတချင်းနဲ့ကြွေးကြော်တဲ့အတိုင်းပေါ့နော်ကိုရောခိုင်းတဲ့အတိုင်းပဲပေါ့နော်အဲ့တဲ့ကြောင့်မို့ပန်းတိုင်ဆိုတာအများကြီးမဟုတ်ပဲနဲ့အိုးဖယားဘုံတော့ထင်ရှားဖို့ဖယားငါအထဲကနေအလုတ်လုတ်တောင်ငါခွင့်ပြုမယ်ဆိုတော့ရီမန်းချက်တစ်ခုနဲ့ကျမတို့သွားပူရန်အတွက်ပေါ့နော်ဒီနေ့ဒီနေရာမှာလည်းပြောထားတယ်ပေါ့ပြီးတော့ကျမတို့ဆက်ဖက်မယ်ဆိုရင်ဒီအချို့တော့ခရိယံအမှုတော်ဆောင်များဒီဖျားသခင် သခင်ဖျားကိုတိုင်နဲ့ကိုတော်ဤအမှုတော်ကိုသူတို့ရဲ့ပန်းတိုင်ဖြစ်တာသခင်ဖျားကိုလည်းထားတယ်သူတို့ရဲ့အမှုတော်ဒီနှစ်ခုကိုထားတာတဲ့နော်အဲ့ဒါလည်းမားတယ်တဲ့ဖျားကိုပဲထားရတာပေါ့နော်ပန်းတိုင်ဆိုတာတကယ်တကယ်တမ်းတော့လေလေဟို ပန်းတိုင်တစ်ခုထားရဆိုနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်နော်။ဥမာဖျားချောင်းဆောက်ဖို့ပန်းပန်းတိုင်ကိုကိုထားပြီဆိုရင်လေအစပိုင်းယုံကြည်ခြင်းနဲ့ဆုတောင်းပေမဲ့အိုးမြမြဖြစ်ပြီးတော့မှအိုးဒီဖျားချောင်းကမြမြဖျားကောင်းကြီးပေးတယ်ဆိုတာဖြစ်သွားအောင်လေဒီလောဘကောင်းတဲ့အနေဝင်လာ။အိုးလိုက်တောင်းတော့တာလေပြီးပြီဆိုရင်လေ အမျိုးမျိုးတွေကိုကမာယွန်းသွားတတ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဖရာသခင်ကကျမတို့ focus ကဒီတစ်ခုဆိုရင်သူ့ကိုပဲထားဖို့ရန်အတွက်ပေါ့နော်အမှုတော်ကသူကလှုပ်ဆောင်ပေးမှဖြစ်တယ်ကျမတို့ကစူးစမ်းပြီးတော့မှအဲ့ဒီရဲ့ဟာကိုပဲ focus လုပ်ဖို့မဟုတ်ဘူးမဟုတ်တဲ့ဟာကိုပေါ့နော်ဖရာသခင်ကိုယ်တိုင်မှအပ အခြားမိသည့်အရာကိုမှမရှာဖွေသည့်တန့်ရှင်းဖြူစင်သောနှလုံးသားရှိဖို့ရန်အတွက်လိုတယ်တဲ့အဲပြီးတော့ အောက်မှာကျမတို့ဆက်ဖက်မယ်ဆိုလို့ရှိရင်လीเนาะသူတို့ဤဖြူစင်သောစိတ်အာသူတို့ဤစိတ်နှလုံးမှာဖြူစင်ခြင်းရှိလာမည်ဖြစ်တယ်တဲ့ဘု து ကိုပဲအရင်သွားမလဲဆို အခြားအရာတွေကိုမရှာဘဲနဲ့ဖယားကိုပဲ focus ထားပြီးတော့မှဖယားကိုပဲလုံလုံရှာမယ်ဆိုလို့ရှိရင်ပေါ့နော်စိတ်နှလုံးတွေကဖြူစင်လာမယ်ပေါ့အကယ်၍ဖြူစင်တဲ့စိတ်နှလုံးရှိမယ်ဆိုရင်တဲ့မိုးကောင်းကင်မှာပွင့်လင်းယုံဒီတာမကားတဲ့သူတို့အဖို့ရမ်းကြည်လင်တယ် ဖရောက်ပဲ focus ထားတဲ့ခါမှာတခါတရံကြရင်ကျမတို့ကဟိုအဖြေကိုအဓိကထားမိသွားတဲ့ခါ result ကိုအဓိကထားမိသွားတဲ့ခါအိုးထူပူလာတယ်နော်အဲသူများတွေဘယ်လိုမြင်မလဲငါလောက်တာဖရားနဲ့မတော်သလိုအဲ့မျိုးတွေဖြစ်တတ်တယ်လေဒါမှမဟုတ်ဘဲနဲ့ပေါ့နော်ကျမတို့ဖရားကိုပဲ focus မြင်မယ်ဆိုလို့ရှင်ကောင်းကင်ကပွင့်လင်းနေတကယ်လို့ကြည်ကြည်လင်လင်နဲ့မြင်ရမယ်တဲ့တခါတရံနိုင်တယ်နော်မိုးကောင်းကင်ကြီးဖွင့်လင်းလျက်ရှိတော့လဲတိမ်နေထူတတ်တယ်တဲ့နော် အဲ့တိမ်ထူပြီဆိုရတယ်နဲ့ဟိုမရှင်းတော့ဘူးနော်ဝိညာဉ်ရေးရမိုးကောင်းကင်ဒီအဘဲအကြောင်းတိမ်ထူနေပါသည်။စိတ်နှလုံးညှဖြူစင်ခြင်းမရှိလို့ရောနှောလာလို့ကျမတို့အခုနပြောတဲ့အမှုတော်ကိုတော်ထက်အမှုတော်ကိုဦးစားပေးတဲ့ခါမှာကျမတို့ဒီဖြူစင်ခြင်းအခုနမိုးတိမ်လို့ဗောနော်အုတ်တော်ဆိုအုတ်တော်တဲ့ခါမှာဗောနော်ရောနှောတာခြင်းဖြစ်တဲ့ခါမှာကျမတို့ရဲ့စိတ်နှလုံးပန်းတိုင်ကကြောတော့ဗောနော် အလွဲမှချင်းတွေဖြစ်တတ်တယ်ပေါ့အဲ့ကြောင့်ကြောင့်မို့ကျမတို့အရင်တော့ကလည်းကျမတို့ဒီအရှိတွေထဲမှာလည်းစားသုံးတယ်လေနော်ကျမတို့မနဲ့တိုင်ကျမတို့ရဲ့တက်တာထဲမှာဘုရားသခင်ကိုပေါ့နော်ကျမတို့ဖုံးအုပ်ခံထားလျက်ရှိတဲ့အရာတွေကိုလည်းရှင်းလင်းပေးဖို့ကျမတို့ဆုတောင်းဖို့ရန်တွက်လို့တယ်ကျမတို့ရဲ့စိတ်နှလုံးကိုလည်းပေါ့နော်ဘုရားသခင်ရဲ့အဒီဖုံးဖုံးအုပ်ထားတဲ့အရာတွေကိုအဘုရားသခင်ဘက်ကိုလဲ့မယ်ဆိုလို့ရှိရင်အ ဖုတ်အုပ်ထားတာတွေဖယ်ရှင်းခံရတဲ့အခါမှာအလင်းလင်းလာတယ်ဖြစ်တယ်အလင်းဆိုတဲ့အရာကအကုန်လုံးကိုမြင်ရတယ်လीเนาะအာအမောင်ထဲကနေအလင်းဖြစ်သွားတာပေါ့အမောင်ဆိုဘာမှမမြင်ရအောင်ဘယ်နေရာမှာဘာချွင်ချက်ရှိလဲမမြင်ရအလင်းထဲရောက်လာတဲ့အခါမှာကြည်လင်ပြတ်သားစွာမြင်ရတဲ့အခါမှာကောင်းတဲ့အရာမကောင်းတဲ့အရာဖျားခင်လို့တော့ရှိတဲ့အရာအလိုတော်မရှိတဲ့အရာကိုကျမတို့ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ကျမတို့ တရား9ရဲ့ပထမတပိုက်ကိုကျမတို့ပြန်ဆက်ပြီးလေ့လာမယ်ဆိုရင်တမကျမ်းစာ၌စိတ်နှလုံးကိုဖော်ပြရာတွင်အခြားသောဝဟာရကိုလည်းတုံ့နှုံထားတယ်တဲ့အဲ့ရရာကတဒမတ်တီးပေါ့ခုနပြောတဲ့ကျမတို့လုံလုံလုံဝ focus တခုကိုပြောတာလေးเนาะအဲ့ဒီရဲ့အရာကလည်းပေါ့เนาะစိတ်နှလုံးတဒမတ်တီရှိခြင်းကယူတာခြင်းကိုဆိုလိုတယ်တဲ့ယူတာခြင်းကကျတော့ခုနပြောလို့ယူအပ်လို့လို့တော့ထင်ရတယ်ပေါ့เนาะဘာဖြစ်လို့အာဒီလိုကြည်လိုက်ရင်ပေါ့เนาะလောဘမရှိမောဟမရှိလအလိုပြောပေါ့เนาะသူများတွေကအဲ့လိုမြင်တာတခါတည်းရန်ကြအဲ့လိုမဟုတ်ဘူးပေါ့เนาะအာဖျားနဲ့တာဒီလိုသွားတယ်ဆိုယူတယ်လို့လို့ဖြစ်တယ်ဆိုပေမဲ့သူများတွေအားလုံးကဟို ဟိုကိုကိုအမျက်ထုတ်လို့ရလားဆိုဖះခွင့်မပြုဘူးနော်တကယ်ဖះနဲ့သွားနေတယ်ဆိုလို့ရှိရင်လေအဲဒီဒီရဲ့အရာလဲကျမတို့တီးဖို့လိုတယ်ဗောနော်အဲအော်ကျမလည်းတရှိလာတဲ့အရာကိုပြောချင်တာဗောနော်ရီမန်းချက်အဲပြီးတော့ကျွန်ုပ်တို့ဒီအချားမိသည့်အရာကိုများမသိပဲယေရှုကိုယ်တာတီးချင်းအဲဖြစ်တယ်ဗောနော် ကျွန်ုပ်မိဒီအရာလှုပ်ဆောင်ဒီဖြစ်စေကျွန်ုပ်တီတော့တခုတီတော့အရာမှာခရစ်တော်ပဲဖြစ်တယ်ခရစ်တော်ကိုပဲအဲဒီလိုအဲကြည်ပြီးသွားမယ်ဆိုရင်ပေါ့နော်လိမ္မာတတ်တော်သူဖြစ်ဖို့ရန်တဲ့ကြိုး မကြိုးစားတင့်ပဲကြိုးစားစရာမလိုဘူးပေါ့နော်တခုတီတော့လမ်းဖြစ်တဲ့ယေရှုကျင်းတော်လမ်းကိုရှောက်တယ်ဖျားတဲ့လေဆိုလို့ရှိရင်လူများကတဲ့တင့်ကိုအရန်ကို အားတာပဲမိုက်တာပဲလို့ပြောရင်လည်းပြောမယ်ဒါပေမဲ့ကျမတို့ရဲ့အတ္တထဲမှာသူကဲတော့မိုက်မဲတော့စန္ဒရှိ ရှိရမယ်ပေါ့နော်သူများပြောတဲ့အရာတွေပေါ်မှာမျောပါပြီးဟဲငေါ့လအားတယ်ဟဲငေါ့မိုက်တယ်တဲ့ပြောမှာခံစားသွားခြင်းမဟုတ်ဘူးခရစ်တော်တာ focus ဖြစ်တယ်ဆိုဘယ်အရာကမှတိုက်ခိုက်လို့မရတော့ဘဲနဲ့ပေါ့နော်ကျမတို့ကလိုက်လိုက်လဲလဲ အိုးခရစ်တော်တဲ့ယူတယ်ဟုတ်တာပဲယူတယ်ဗောနော်မိုက်တာပဲခရစ်တော်ကြောင့်မိုက်တာပဲဆိုကိုဂျေနတ်ဂျေနတ်ချင်းအဖြစ်မမမမရက်တည်ပြီးတော့မှသွားနေခြင်းဖြစ်တယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ခရစ်တော်အမြင်နဲ့တွေ့ဖြစ်တယ်ဘာဖြစ်လို့ကိုတော်ပေးမဲ့ကြီးမားတဲ့အကျိုးကိုလည်းမြင်တယ်အခုနလည်းကျမစံစာအစမှလည်းပြောပြောတဲ့အတိုင်းပဲနော်ဒီရဲ့အရာကစိတ်နှလုံးတန့်ရှင်းတော်သူဖြစ်တယ်တန့်ရှင်းတဲ့သူက ဂျေဇူးကိုကျမတို့ခံစားရမှာဖြစ်တဲ့ဖယားသခင်ကိုမြင်ရမှာဆိုတဲ့အရာတွေကိုကျမတို့တိရှိလာတဲ့အခါမှာဘယ်အရာကမှ ကျမတို့ကိုမယောနောလာတော့ဘူးဖြစ်တယ်ပေါ့နော်ပြီးတော့နောက်ထပ်တသမတ်သေးသွားတယ်ဆိုတဲ့နှုတ်ကပတ်တော်ကို ကျမတို့ဖတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ခဏလေးဒီနေရာမှာလဲပေါ့နော်စိတ်နှလုံးချူစင်ခြင်းနဲ့ဆိုတာတသမတ်တဲ့တွားခြင်းကိုလည်းပြောတယ်တမန်တော်ဝုထုနှစ်လေးမှာ ်ဗိမာန်တော်၌နေ့တိုင်းတညီတညွတ်တီးနေပြီးတော့မှာတဲ့နော်ကိုယ်အိမ်၌မုံကိုဖဲ့လက်ကြီးဖြူတော့ကြီးဖြူရှင်လန်းတော့ဝမ်းမြောက်တော့စိတ်နဲ့အစာအာဟာရကိုသုံးဆောင်ခြင်းခန္ဓာပိုင်းလည်းဟုတ်ပါတယ်နော်ဝิญဉ်ပိုင်းဆိုင်ရာမှာလည်းဟုတ်တယ်ကျမတို့အာဒီရဲ့အရာတွေကိုလည်းဖျားသခင်ကအာ အလိုတော့ရှိတဲ့အရာဖြစ်တယ်နောက်တစ်ခုက Apex 65နဲ့ Colorate 320မှာလည်းပြောထားတာပေါ့နော်အဲ့ဒီနေရာမှာဗာပြောထားလဲဆိုတော့လူဒီရဲ့စိတ်ကိုနုညွတ်စေတကယ်လို့ပဲမျက်မှောက်နိုင်တာနားထောင်ဒီမဟုတ်ခရစ်တော်ဤကြုံကဲတို့စေတနာစိတ်နဲ့ဘုရားသခင်ဤအလိုတော်ကိုစောင့်ရွေတဲ့နောက်ထပ် Colorate 320မှာအစီခံကြုံတို့ဒီဘုရားသခင်ကိုကြောက်ရွံ့တကယ်တို့ လူတို့ဤစိတ်ကိုနူးညွတ်နူးညွတ်စေတော်သူကဲ့သို့တဲ့မျက်မှောက်နိုင်တာနားထောင်ဒီမဟုတ်စိတ်နှခွမရှိပဲလောကီတခင်ဤစကားကိုအယယာမှနားထောင်ကြတော့ဒီနေရာမှာလောကီတခင်ဆိုတဲ့အရာကဟိုစာတန်ကိုပြောတာမဟုတ်ဘူးလေနော်အအလုတ်အလုတ်ရှင်တဲ့အလုတ်သမားပေါ့ကျမတို့အိမ်အိမ်မှာအလုတ်လုတ်တဲ့လူတွေဆိုလို့ရှိရင်လေတသေးတွေကပြောထားတဲ့အရာဆိုသူတို့ကြွယ်ရမှာပဲဖြစ်သူတို့မြင်တဲ့နေရာမှာပဲဖြစ်သူတို့ ပြောထားတဲ့အတိုင်းကိုကျမတို့လှုပ်ဆောင်ခြင်းကလည်းဒါကလည်းဖြူစင်တဲ့နှလုံးဖျားခင်အလိုတော်ရှိတဲ့အရာဖြစ်တယ်။ဥမာအခုယုံမှအလုတ်လုတ်တဲ့လူဖြစ်ဘယ်မှာအလုတ်လုတ်တဲ့လူပဲဖြစ်ဖြစ်အလုတ်လုတ်တဲ့နေရာမှာကျမတို့ကဖျားရဲ့အလုတ်ကိုလုံနေတကယ်တို့ပဲကျမတို့လှုပ်ဆောင်ဖို့ရစေတနာစိတ်နဲ့လှုပ်ဆောင်ဖို့ရတဲ့ဒါအာပြောထားဖျားသခင်ကိုကျမတို့စိတ်နှလုံးတွင်းမဲ့ချစ်တယ်ဆိုတဲ့အရာကလူတွေကို လူတွေနဲ့အများအားဖျားเจ้าမှာလဲကျမတို့အတူတူစားသုံးနေလို့လူတွေကိုအာဆက်ဆံနေခြင်းဖြစ်တယ်လူတွေနဲ့ပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုလဲပါပြောတာအတင့်အတင့်လဲနေတတ်ဖို့ရန်အတွက်ပေါ့နော် ကျမတို့တင်ယူဖို့ရန်အတွက်လဲပြောထားတယ်ပေါ့ဒီနေ့ဟွန်းဒီရဲ့အဆုံးပိုင်းကိုကျမတို့သွားမယ်ဆို ဖြူစင်တဲ့နှလုံးကိုတဒမတ်တီးဖြစ်ခြင်းဟူသောအရာနှစ်ခုရှိလာရန်မှာဆက်ဆံဖြည့်ရှင်းတယ်ကျမတို့အရာရာမှာခုနပြောတကယ်လို့ခရစ်တော်ဘဟုပြုပြီးတော့မှကျမတို့ရဲ့နှလုံးသားထဲမှာဆက်ဆံဖြည့်ရှင်းတဲ့အခါမှာကျွန်ုပ်တို့၌စင်ကြောမှန်ကန်သောစိတ်နှလုံးရှိုံမကဖြူစင်သောတဒမတ်တီးသောစိတ်နှလုံးရှိလာရန်ကျမတို့တင်ယူနေခြင်းဖြစ်တယ်ပေါ့နော်ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုဆက်ဆံဖြည့်ရှင်းမယ်ဆိုလို့ရှိရင် ဖျားသခင်ကိုတကားဖွင့်ပေးတာနဲ့တူတယ်ပေါ့နော်အာဒီနောက်ဆုံးပေါ့နော် ကျမတို့အာစိတ်နှလုံးကောင်းစားဖို့ရန်တွဲဆိုတာလဲကျမတို့ဖျားသခင်ကိုစူတောင်းဖို့လိုတယ်ပေါ့နော်ကျမတို့ရဲ့ဖျားသခင်ကိုတခါတည်းရန်ကြာတန်တရားရှိတယ်ကျမတို့ရဲ့ဖြစ်တည်လာတဲ့ခုနပြောလို့ အအကောင်းပဲမျောလင့်တယ်လေနော်ဒါပေမဲ့အဆိုးတွေတစုံတရာတွေကြုံတွေ့လာတဲ့ကိုထင်ထားတယ်လို့မဖြစ်လာတဲ့အခါမှာဖះအောင်တန်တရာရှိတတ်တယ်ကျမတို့ရဲ့စိတ်နှလုံးကထိုရဲ့အရာလဲဒီစိတ်နှလုံးကလဲဖះအောင်တန်တရာမရှိအောင်ကျမတို့ဖះအောင်ဆူတောင်းဖို့လိုတယ်ပေါ့နော်အဲကျမတို့ဒီစိတ်နှလုံးကဖះသခင်ထံမှာကျမတို့အဲလဲ့လာခြင်းဆိုတာပါလဲဆို နောင်တရခြင်းတဲ့အရှိစာမျက်နှာတွေမှာကျမတို့နောင်တရတယ်ဆိုတာ ကျမတို့ရဲ့ဖြစ်တည်နေခြင်းကျမတို့ရဲ့အရှိကိုအရှိတိုင်းဆိုတာစဉ်းစားကြည့်လိုက်တဲ့ခါမှလေဘုရားနဲ့လုံးဝမတန်ဘူးနော်ဘုရားချစ်ခြင်းနဲ့မတန်တာဟုတ်တယ်ကျမတို့ကအပြစ်တွေပြည့်နေနေတဲ့လူရှိတယ်။အော်ဒီရဲ့အရာကိုလှုပ်ဆောင်လိုက်တဲ့အရာတွေထဲမှာနေတယ်ပေါ့နော်။အော် ငါစိတ်နှလုံးကမရှူစင်ပါလားမစင်ကြယ်ပါလားဆိုတဲ့အရာနဲ့နောင်တနဲ့ဖျားခင်တာလာတာနဲ့ကိုတဲ့နော်ကျမရဲ့စိတ်နှလုံးကဖျားဘက်ကိုလဲ့လာခြင်းဖြစ်တယ်ဖျားဘက်ကိုလဲ့လာတဲ့အခါမှာပေါ့နော်ကျမတို့ရဲ့အတ္တတွေထဲမှာဆိုလို့ရှိရင်အဲ ဒီအကောင်းမြင်လာတယ်တဲ့နော်ဖះကိုနောင်တမရတဲ့လူဖះဘက်ကိုမလဲ့လာတဲ့လူဆိုသူတပားကိုပဲအပြစ်မြင်တတ်တယ်တဲ့သူတပားအမားကိုတခုတခုတန်းစီပြီးမြင်လာတာဒါပေမဲ့ခရစ်တော်ဘက်ကိုလဲ့လာတဲ့အခါမှာဆိုရင်တဲ့ကို့အမားတွေတခုပြီးတခုမြင်လာတဲ့အခါမှာဖះသခင်ကိုပို၍ဆက်ဆံဖြည့်ရှင်းလေလေဖះသခင်ရဲ့ထံတော်ပါနေပေါ့နော်ခုနဖွင့်ပြတဲ့ရှင်းလင်းခြင်းတွေနဲ့စိတ်နှလုံးထဲကနေလဲနိုးကြပြီးတော့မှပေါ့နော်ကျမတို့အဲ ဘုရားသခင်ကိုလွတ်လွတ်လပ်လပ်ဝင်ခွင့်ပေးတာနဲ့အတူဖြစ်တယ်ကျမတို့ရဲ့စိတ်ကဘုရားသခင်ကိုတကားဖွင့်ပြီးကျမတို့အပိုင်ခံတယ်လို့ပြောတာနဲ့အတူတူပဲဆိုတဲ့အရာကိုပေါ့နော်ဒီနေ့စိတ်နှလုံးကကျမတို့ရဲ့အတ္တထဲမှာအာနေ့ရက်တိုင်းအမှုအရာတိုင်းမှာ ကျမတို့ဒီဆက်ဆံဖြည့်ရှင်းဖို့ရန်တက်ပေါ့နော်ဒီနေ့အာကျမအဖတ်ရှုထားတဲ့အရာကနေပြီးတော့မှ ကျမစီစဉ်ပါတယ်ရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြည့်ပေးပါစေအာမင်